နောက်လာမယ့်ဘောလုံးရာသီသစ်မှာ Chelsea အတွက်အဓိကမန်နိုင်ဖြစ်လာနိုင်တဲ့ကွင်းလေကစားသမားစုဖွဲ့မှု။ မင်္ဂလာပါကိုခင်းစတဖုတ်ဘောရှူအနေကြိုးတော်ရခင်ဗျာကျွန်တော်ကိုခန့်ပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့ချက်ချီးတင်းရဲ့နောက်နှစ်ဘောလုံးရာသီအတွက်အဓိက ရန်နေရာဖြစ်လာနိုင်တဲ့ကိုယ့်လက်ကစားသမားစုဖွဲ့မှုနဲ့ပတ်သက်ပြီးသုံးသက်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ်အရင်တော့ကျွန်တော်ဒီ idea သိပြီးတော့မရဘူးဗျကျွန်တော်တခြားအပိုင်းတွေပဲဆွေးနွေးသုံးသက်မှုများတယ်အထူးသဖြင့်ဒီချက်ချီးနဲ့ပတ်သက်တဲ့သတင်းတွေတခြားသတင်းတွေပေါ့သို့တော့ Rising Stars ရဲ့ဖော်ပြချက်ထဲမှာဆိုရင်နောက်နှစ်ဘောလုံးရာသီအတွက် Anthony Morris ကရဲ့ကွင်းလယ်ပိုင်းမှာချက်ချီးသုံးလာနိုင်တဲ့ ကစားသမား9ယောက်ရဲ့အသက်အရွယ်နဲ့လူစင်းအခင်းချင်းကိုပေါ်ပြလာပါတယ်ပုံလေးနဲ့ပေါ့နော်ဆိုတော့ဒီပုံလေးကိုမြင်လိုက်တဲ့အချိန်မှာဒါ Chelsea ဖန်တယောက်အနေနဲ့ရှင်ထဲမှာတော့အတော်လေးဝမ်းသာချေနှက် PT ဖြစ်မိတယ် Chelsea ရဲ့လက်ရှိစုဖွဲ့မှုအခင်းချင်းပြောမယ်ဆိုရင်လည်းကျွန်တော်အများကြီးပို့ပြောတာမဟုတ်ပါဘူးအသင်းတွေဖြစ်တဲ့ Man City တို့ အာစနယ်ရောလီဗာပူးရောနဲ့ရင်မောင်တန်းနိုင်တဲ့စုဖွဲ့မှုသည်ကွင်းလယ်စုဖွဲ့မှုဖြစ်ပါတယ်ကျွန်တော် defensive line မှာလည်းတချို့လိုအပ်နေတဲ့အပိုင်းတွေလိုအပ်နေတယ်ထားပါတော့ဗျာ Levine Cole နဲ့တွဲဆော့မဲ့ကစားသမားတယောက်နေရာမှာဒီအပြည့်ချက်ပြည့်ကစားသမားမရှိဘူး Trevor Shalova Tosin Araya BOU Wesley Fofana ဘသူပဲထက်ထက်ယုံကြည်လို့မရအောင် Fofana ပုံမှန်အပြည့်ဆိုရင်ခြေသွမ်းပိုင်းကကောင်းတယ်ည sorry ဒီ Levine Cole အထက်တော့ပိုမိုက်တယ်တော်တော်ဒဏ်ရာပြဿနာရနေတဲ့အခါကျကျွန်တော်တွေက ဝက်စလေးကိုတိတ်ပြီးတော့ယုံကြည်လို့မရတော့ဘူးအဲ့အတွက်ကြောင့်လက်ဗိုင်းနဲ့တွဲပြီးတူတူတန်းတန်းကစားပေးနိုင်မဲ့ပလေယာတယောက်လိုတယ်အဲ့အတွက်ကြောင့်ကျွန်တော်ဒီဖန်ဆစ်ဗလိုင်းကိုအရင်အားမရအောင်ပြောတာအတက်ကင်လိုင်းမှာလည်းထုံနီးတူပဲကောင်းလာနိုင်တာတော့အများကြီးမြင်ပါတယ်ဒီဖန်ဆစ်ဗလိုင်းထက်တော့အတက်ကင်လိုင်းကပို့ပြီးတော့ရင်ခုန်ချင်စရာကောင်းတယ်ပါမားရှိလို့ဗျာတိုးတော့လီယန်ဒီလက်အစင်ပြေလားမပြေလားတော့ကျွန်တော်အာမခံပြီးမပြောနိုင်ဘူးတိုးတော့ဒီချိန်မှာအကုန်တက်တဲ့ပြထားပြီးသားကျွန်တော်လည်းအာမလည်းခံလို့ရတဲ့နေရာသည်ကွင်းလေစုဖွဲ့မှု ဖြစ်ပါတယ်အဲ့တော့ကွင်းလယ်စုဖွဲ့မှုမှာဆိုရင်ပြီးခဲ့သောဘောလုံးရာသီအထက်ပို့ပြီးတော့ကျွန်တော်တွေတောင့်တင်းလာတယ်ပြီးခဲ့သောရာသီကအငှားချခဲ့ပြီးခြေသွန်းပြခဲ့တဲ့ကစားသမားပြန်လာသလိုကျွတ်တင်သဘောတူညီပြီးခြေသွန်းထက်တဲ့လူငယ်ကျယ်ဝန်းကစားသမားလည်းရောက်လာပါတယ်ဘသူတွေတော့အဲ့တော့ Chelsea ရဲ့နောက်နှစ်ဘောလုံးရာသီမှာအတုံးတော်ခံမဲ့ကွင်းလယ်ကစားသမား9ယောက်တတိရှိပါတယ်အဲ့ဒီ9ယောက်လုံးရဲ့အသက်အရွယ်က under 25ပါ25အောက်ကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်ဘရိုးစဉ်းစားစဉ်းစားကြည့်ဘလောက်ထိငယ်ရွယ်ပြိုမြင့်နုနယ်တဲ့ကွင်းလယ်အစုအဖွဲ့ကို ျွန်တော်တို့ပိုင်ဆိုင်ထားတယ်လေအဲ့တော့ကျွန်တော်ကတော့ဝမ်းတာတယ်အားရတယ်လို့ပြောတာအဲ့တော့ဒီ9ယောက်ထဲမှာအသက်20ရာတယောက်21နှစ်က2ယောက်နဲ့23နှစ်တယောက်ဖြစ်ပြီးတော့24နှစ်တယောက်ဖြစ်ပါတယ်အသက်24နှစ်အရွယ်ကချယ်ဆီရဲ့ကွင်းလယ်စုဖွဲ့မှုမှာအသက်အရွယ်အကြီးဆုံးဖြစ်ပါရခင်ဗျာဆိုတော့ Andre Santos အသက်22နှစ်ပဲရှိပါသေးတယ်အစ်စ်ခေါ်ထားတဲ့အဆူကိုအသက်20ပဲရှိပါသေးတယ် Romeo Lavia 22နှစ်ဖြစ်ပါတယ်။ကိုင်စီရိုက23နှစ်ဖြစ်ပြီးတော့အန်โซဖာနန်ဒက်စ်က24နှစ်ပါ။ကျွန်တော်ဒီကွေးလေစုဖွဲ့မှုမှာအဓိကပွဲထွက်ကစားသမားအဖြစ်ကစားနိုင်တဲ့ကစားသမားကတော့3ယောက်ရှိမယ်ဗျ။ဒါတော့နီးပြရဲ့အဲတုံးမဲ့ view အခင်းချင်းပေါ်မှာတော့မူတီတယ်ပေါ့နော်။တခါလေကြာရင်လည်းပွဲထွက်2ယောက်ဖြစ်သွားနိုင်တယ်။ခါလေကြာရင်လည်း3ယောက်ဖြစ်သွားနိုင်တယ်။အခု ဘောလုံးရသည်ပြီးဆုံးကန်ဒီမှာအန်ဒိုမာရော့စ်က၃တဲ့စတိုင်ရိုမီယိုလေဗေယာနဲ့ကိုက်စီရိုကို၂ယောက်ပေါင်းပြီးတော့ရှေ့မှာပါမာကျွန်တော်အန်ဒိုဖာနဒက်စ်တွဲလိုက်တဲ့ကွင်းလယ်ကဘောက်စ်ပုံစံမျိုးလည်းသုံးနိုင်တယ်အဲ့ဒါတော့3 box 3လို့ခေါ်တာပေါ့နော်ကိုက်စီရိုကိုအင်ဗတ်တပုံစံမျိုးကြီးထည့်သုံးထားတာပေါ့ဒါတော့တိတ်ပြီးတော့ဟိုပွဲတိုင်းမသုံးနိုင်ဘူးရန်ဖန်အခါတပွဲတို့ပလန်မျိုးနဲ့သုံးနိုင်တယ်ပုံမှန်အပြစ်ဆိုရင်တော့ကိုက်စီရိုအန်ဒိုဖာနဒက်စ်၂ယောက်ထိုင်တာများတယ်ဒါမှမဟုတ်လေ3 box ကိုဒဲ့သုံးပြီးတော့ corner back တွေကိုဖြဲပြီးရင်ကွင်းလယ် မှာ debt box ပုံစံသုံးတဲ့ style မျိုးလည်းဖြစ်လာနိုင်တယ်။အဲ့တော့ဒီကစားသမားတွေကိုနောက်ကဖိအားပေးမဲ့သူတွေဒီ Andre Santo နဲ့အဆူကိုဖြစ်ပါတယ်။နှစ်ယောက်လုံးကကွင်းလဲလှုပ်အားနှုံအပြစ်ဖြည့်ပြီးတော့ကစားပေးနိုင်တဲ့ကစားသမားတွေဖြစ်တဲ့ defensive action တွေကောင်းတယ် ဒီနှစ်ယောက်ထဲမှာဆိုရင်တော့ Andre Santo ကပိုပြီးတက်တည်ပြထားနိုင်တဲ့ကစားသမားပေါ့နော်ကျွန်တော် Santo ရဲ့အကြောင်းကိုလည်းအများကြီးရှင်းပြပြီးပြီဖြစ်တဲ့အတွက်ကြောင့်အထူးတလဲတော့ပြောမနေတော့ဘူးဒါပြင်သစ်လီဂူးမှာဆော့လို့ဒီလိုခြေစွမ်းမျိုးဘာညာဆိုရင်မဲ့လီဂူးကကစားသမားအများစုသည် German Bundesliga ကကစားသမားရဲ့ထက်တော့အင်္ဂလန်မှာပို့ပြီးတော့တက်တည်ပြနိုင်ပြင်သစ်လီဂူးကလာပြီးအောင်မြင်သွားတဲ့เนาะ Premier League ကစားသမားတွေအများကြီးရှိတယ်အဲ့တော့ Andre Santo က Strasbourg မှာ upgrade လုပ်ခံလိုက်တဲ့အတွက်ကြောင့်သူကတိုက်စစ်စွမ်းရည်တွေပါအနေငယ်ကောင်းလာတယ်အဲ့အတွက်ကြောင့် ကျွန်တော်မြင်သလောက်ပြောရမယ်ဆိုရင် Moises Caicedo and Zu Fernandez နှစ်ယောက်ကလွဲရင် Romeo Lavia နဲ့ Andre Santos တို့ကအပြိုင်ဖြစ်လာတယ်အဲ့ဒါကြောင့်ကျွန်တော်ပြောရဲ Andre Santos ကိုကျွန်တော်တို့ရလိုက်တာကပေါင်တန်း60လောက်တတ်တာသွားတယ်လို့ပြောတာပါ Romeo Lavia နဲ့ ဒါဒန်းတူ level ဖြစ်နေပြီဗျာ level ကဒဏ်ရာပြဿနာမကြာခဏရတယ်အန်ဒရေးဆန်တို့ဒဏ်ရာပြဿနာမရဘူးအဲ့တော့မွိုင်းစစ်စကိုင်းဆိုတော့အန်ဆိုဖာနက်စ်ကိုနောက်ကဖိအားပေးမဲ့ပလေယာကဒဏ်ရာပြဿနာမကြာခဏရနေတယ် level ရာတယောက်ပဲရှိတော့တာမဟုတ်ဖ ೇನೆ အန်ဒရေးဆန်တို့ပါရှိလာပြီအဆူကိုကကြတော့စပိန်လာလီဂါမှာပဲကစားခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့အင်္ဂလန်ပရီးမီးယားလိရောက်ရင်သူတသက်ပြနိုင်မလားတော့တစ်ချက်ဆောင်ကြည့်ရမယ်ဒါပေမဲ့ potential အများကြီးမြင့်တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်အန်ဒရေးဆန်တို့လိုမျိုးလဲအဆူကိုဖြစ်ကောင်းဖြစ်လာနိုင်အဲ့တော့အသင်း ကွင်းလယ်စုဖွဲ့မှုမှာတင်ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပုံသဏ္ဍာန်အခင်းကျင်းတွေမြင်ရတဲ့အတွက်ကြောင့်ချယ်ဆီရဲ့ကွင်းလယ်စုဖွဲ့မှုကတော့ပြိုင်ပြိုင်ဆိုင်ဆိုင်မြန်မြန်ဆိုင်ဆိုင်နဲ့ပို့ပြီးတော့ရင်ခုန်စရာကောင်းလာပါကြောင်းတုံးသက်ဆွေးနွေးနေတယ်ပဲဗီဒီယိုလေးကိုဒီမှာနားခွင့်ပြုပါကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ်